။ပခွေးတိုင်းတမဝိုင်မှာဦးစီးဌာနကအရေးကြတဲ့ရောင်းချတဲ့လက်ထွန်ဇက်တွေကိုစာချုပ်လမပြည့်သေးခင်တောင်းယူနေတဲ့အတွက်တောင်းသူတွေခက်ခဲနဲ့ကြုံနေရပါတယ်။ဥဇော်ဖေးသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကိုရီးယားနိုင်ငံလို့လက်ထွန်ဇက်တွေကိုတမဝိုင်မှာဦးစီးဌာနကခုနှစ်အရေးကြစနစ်နဲ့ရောင်းချပေးခဲ့တာပါ။ ဝယ်ပြီးတနစ်ပြတဲ့အချိန်မှာပထမအရစ်ကိုစတင် ပေးသွင်းရမှာဖြစ်တယ်လို့တနစ်အတွင်းဆက်ပြတဲ့အခါမှာလည်းအခမဲ့ပြင်ဆင်ပေးမယ်လို့စာချုပ်ချုပ်ဆိုထားပေမဲ့ဆက်ပြတဲ့အခါမှာလည်းပြင်ဆင်စရိတ်ပေးရတယ်လို့အခုအခါမှာလည်းလမပြည့်သေးခင်ပတ်ဆံလိုက်တောင်းနေတာဖြစ်ပါတယ်ကျွန်တော်9ရက်9လ2015ရက်နေ့ဝယ်ထားတာ189ရက်ဆိုပြီးလအောင်တောင်းတာအော်တမအတမအူဒီမိုင်းလည်းကျွန်တော်အင်ရှီကိုမနဲ့မုန်းလင်းလာတောင်းတယ် ညနေလဲလာတော့မယ်စာနဲ့လဲအကြောင်းကြောင်းပို့ပါတယ်ကျွန်တော်စာချုပ်တဲ့တိုင်လောက်သွားမယ်ဆိုစာချုပ်တဲ့တိုင်လောက်လို့မရဘူးတဲ့သူဒီကစာတွင်းရမယ်ပေါ့အဲ့လိုပြောရယ်ဘာကြောင့်လဲသူကတရုတ်ကိုစာအမယ်ငွေရတဲ့စာရမှာမလို့တဲ့အဲ့လိုပြောရယ်တရုတ်ကိုပြန်ပြီးတော့ရှိတာငွေရသူ့ကိုစာရမှာဆိုပြီးတော့အဲ့လိုပြောတယ်ကျွန်တော်လက်ထုံးစက်တွေဝယ်ယူထားတဲ့တောင်သူတွေအနေနဲ့စက်တွေပြတ်တဲ့အခါ ပြင်ဆင်ဈေးတွေကြီးမြင့်တယ်လို့လုပ်ငန်းငယ်ဝင်တဲ့အချိန်မှာလဲအချိန်မီလာရောက်ပြင်ဆင်မှုမပေးတဲ့အတွက်ဆက်တွေပြန်အပ်လို့ရရင် ပြန်အပ်ချင်ကြပြီးပြန်အပ်လို့မရရင်လဲအဆင်ပြေအောင်ဆောင်ရွက်ပေးဖို့လိုလားနေကြတာပါကျွန်တော်ဖြစ်နေတာလက်တွေ့ဖြစ်နေရခံစားနေရတာတော့ကျွန်တော်ဆက်တွေပြက်တယ်ဆက်တွေအများအများဆိုးဆိုးဝါးပြက်တယ်ပေါ့တနည်းပြန်ပါစားပြက်ကာလအတွင်းမှာဆိုးဆိုးဝါးပြက်တယ်ဆိုးဆိုးဝါးပြက်ပြီမယ်လို့ စားဘက်ကထိရောက်တဲ့ပြင်ဆင်မှုမရဘူးအပူပစ္စည်းစင်းလုံးတွေလည်းတအားကြီးမြင့်နေပေါ့အပြင်ဆက်စည်းတွေနဲ့တခြားဆက်စည်းတွေနဲ့ပြန်သွက်မယ်ဆိုလို့ရှိရင်တချို့ဆက်ပစ္စည်းတွေဆိုရင်၃၄ဆလောက်မြင့်တက်တာတွေကွာဟမှုတွေရှိတယ်ပြီးတော့ကျွန်တော်တို့သမားမကိုဝန်ကြီးတောင်းခံပြီးတော့ဒီဆက်ပြင်ဆင်မှုတောင်းခံတဲ့အချိန်မှာလည်းထိရောက်တဲ့ပြင်ဆင်မှုမပြီးဘဲနဲ့စားဘက်ကုလုခဏတဲ့စားဘက်ကခိုင်းတာ လုတ်ပေးတာပဲယူရမယ်။ကောင်းသည့်ဖြစ်စေမကောင်းသည့်ဖြစ်စေစားဘက်ကကောင်းတယ်ဆိုလို့ရှိရင်အကောင်းပဲ။သူတို့မှာကျန်တဲ့ပြင်ပညာအရှင်တွေဝေဖန်ခွင့်လည်းမရှိဘူး။တိုင်ပင်ခွင့်လည်းမရှိဘူး။ဒါမျိုးတွေပြောတယ်။ကျွန်တော်အနေနဲ့ကအဆင်မပြေတာကတော့စတမအလုံးနီးပါးတော်တော်အဆင်မပြေဖြစ်နေကြတယ်။ဒါပေမဲ့ဝဒိတာနာအနေနဲ့ပြည်လျောင်ဆောင်ရွက်မပြီးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့စက်တွေကိုပြန်အပ်လို့ရရင်အကုန်လုံးပြန်အပ်ခြင်းတယ် ပြန်အပ်လို့မရဘူးဆိုလို့ရှိရင်လေဒီဆက်တွေကိုတုံးလို့ရအောင်ကျွန်တော်တို့တောင်းပြီးတုံးလို့ရအောင်အရှင်းပြရအောင်ခုနှစ်နှစ်တာကာလဆက်သွားမှာဖြစ်တဲ့အတွက်တုံးလို့ရအောင်အရှင်းပြရအောင်သက်ဆိုင်ရာဝန်ကြီးဌာနတွေအတင်းပေါင်းဆက်ပြီးတော့ကျွန်တော်တို့တောင်းမှုတွေကိုအရှင်းပြအောင်လှုပ်ဆောင်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်မကွေးတိုင်းတမဦးစီးဌာနဥက္ကရာကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့တယ်လို့မြို့တင်မြို့နယ်တမဦးစီးဌာနကိုဆက်သွယ်မေးမြန်းတဲ့အခါသူတို့အနေနဲ့ဆက်ဖိုးတွေလိုက်တောင်းတာဟာ ပြက်ကလေးနှစ်နဲ့တောင်းခံတာဖြစ်တယ်လို့ပြောဆိုခဲ့ပြီးမကွေးတိုင်းအတွင်းမှာဆက်ပြက်တာ၃လုံးလောက်ပဲရှိတယ်လို့ဆိုပါတယ်။မကွေးတိုင်းအတွင်းမှာရောင်းချထားတဲ့လက်ထွန်းဆက်စီး900ကျော်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဖေပါ